နဝင်ဘာ10ရက်ကနေစရဲအတွင်းတိုင်းနယ်ပြည်နယ်တွေမှာရှိတဲ့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးတာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဗီယက်နမ်နိုင်ငံကမ်းခြေကိုဒါနန်မြို့ရဲ့တောင်ဘက်ကွီညန်းမြို့အနီးကနေဖျက်ကျော်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းခမ်းမီဂီဟာယမန်နေ့ညကဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသတို့မှာအားကောင်းတဲ့အပူပိုင်းမုန်တိုင်းခမ်းမီဂီအဖြစ်အားရော့သွားခဲ့ကြောင်း အစောပိုင်းအားကောင်းသောအပေါ်ပိုင်းမုံတိုင်းဟာအနောက်ဘက်ကိုရွှေ့လျားခဲ့ပြီးဒီကနေ့မနက်ပိုင်းမှာအပေါ်ပိုင်းမုံတိုင်းခံမိကီအဖြစ်အာရော့သွားခဲ့ပြီးလောင်နိုင်ငံကုန်းတင်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်လျက်ရှိရလို့သိရပါတယ်။အစောပိုင်းအပေါ်ပိုင်းမုံတိုင်းခံမိကီဟာအနောက်အနောက်မြောက်ဘက်ကိုရွှေ့လျားနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းလောင်နိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်ဒေသတွေမှာကုန်းတွင်းမုံတိုင်းရဲ့အဖြစ်အာရော့သွားနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။အစောပိုင်းအပေါ်ပိုင်းမုံတိုင်းခံမိကီကပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့် နိုဝင်ဘာ၈ရက်နေ့ကနေနိုဝင်ဘာ၁၀ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကယားကရင်မော်ရခိုင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိစိကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်မိုးကြီးတာတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြက်တာလျှက်စည်းလက်တာမိုးသီးကျွေတာလျှက်ရွက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရင်လေချောင်းပြန်တမ်းရင်နဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်အပ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။